ားလုံးမင်္ဂလာပါခင်ဗျာကျွန်တော် HS Education YouTube Channel ကနေပြန်လာကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်ဗာတင်ဆက်ပေးတော့ဗာတင်ဆက်ပေးသွားမယ်လဲဆိုတော့ကျွန်တော် Norway Chess 2025မှာအာ Fabiano နဲ့ Arjun တို့ကစားခဲ့တဲ့ကစားပွဲလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်မနေ့ည live stream မှာတော့ကျွန်တော်ကစားပွဲလေးနှစ်ပွဲသုံးသပ်ပေးခဲ့တယ်ပေါ့နော်အဲမကြည့်ရသေးလို့ဆိုရင်တော့အဲ live stream လေးကိုတော့ကြည့်ဖို့ အဲပြောကြလို့ပါတယ်အဲ့အဲ့ဒီ live streaming မှာတော့အာကျွန်တော် Gukesh နဲ့ Hikaru ဘွဲတစ်ဘွဲသုံးသပ်ပေးခဲ့တယ်အဲနောက်တစ်ဘွဲကကြတော့ Gukesh နဲ့ Arjun နဲ့ဘွဲတွေကိုကျွန်တော်သုံးသပ်ပေးခဲ့တယ်ပေါ့နော်အဲ့ဒီအားလေးတွေကြည့်ကြည့်နေဆိုလို့ဆိုရင် live streaming မှာအဲတွေ့ကြည့်လို့ရပါတယ်ခင်ဗျာဟုတ်ပြီအခုဒီနေ့ကတော့ကျွန်တော်ဗာသုံးသပ်ပေးမယ်ဆိုတော့ Corona နဲ့ Arjun နဲ့ ကစားခဲ့တဲ့ကစားပွဲလေးတုံးသက်ပြင်မှာပေါ့နော်ဒီပွဲမှာတော့ကာရူရနာကတော်တော်လေးကိုလက်စွမ်းပြခဲ့တယ်လို့ပြောလို့ရတယ်ပေါ့နော်သူရဲ့တပွဲလုံးစာ accuracy ကလည်း99.2အထိတော့ရခဲ့တယ်ဆိုတော့တော်တော်ကြီးကိုကျဲနေတာပေါ့နော်ကျွန်တော်99.2ဆိုတော့ကျွန်တော်တို့အမားဘာမှမရှိဘူးပြောလို့ရတယ်ပေါ့အကွက်40ကျော်လုံးဒါတော်တော်ကျဲနေပေါ့နော်โอเคအဲ့ကျွန်တော်တို့ကစားပွဲလေးစပြီးတော့ကြည့်လိုက်မယ် အဲဒီဘက်မှာကရိုနာကအဖြူကစားရိုးကိုကင်ပြီးတော့အာဂျွန်ကအမဲကစားကိုကန်ဆောင်သွားမှဖြစ်ပါတယ်ကရိုနာကနေပြီးတော့ E4 တက်တယ် E4 မှာအဂျွန်ကနေပြီးတော့ E6 ဒါ fresh နဲ့ပြန်ပြီးတော့တုံပြန်နေပေါ့နော်အာကျွန်တော်ဗီဒီယိုတွေကြည့်ရတူတူဆိုလို့ရှိရင်တော့ fresh နဲ့ကတော့မဆိုင်ပါဘူး Okay ဟုတ်ပြီအာ D4 မှာ D5 နဲ့ပြန်ပြီးတော့တုံပြန်နေအဲ့ဒါဒီမှာ Nice C3 ပေါ့နော်ဒီနေရာမှာတော့ကျွန်တော်အဖြူကနေရွေးချယ်ကစားလို့ရတာက main move လေးခုရှိရဗျာအဲ knight c3 ရှိမယ် knight d2 ရှိမယ်ပြီးတော့ e5 ရှိမယ် e85 ရှိမယ်ပေါ့เนาะဒါ main move လေးခုပေါ့ဒါပေမဲ့ဒီမှာတော့ carolina knight က knight c3 ပဲရွေးချယ်ခဲ့တယ်ပေါ့เนาะအဲ့တော့ဒီ knight c3 မှာလည်းအမဲကနေပြီးတော့ရွေးချယ်ကစားလို့ရတာဒီအာကျွန်တော်တို့ဟိုအများသောအဖြစ်လူတော်များများကစားတာတော့ကျွန်တော်တို့ winner variation ဖြစ်တဲ့ bishop b4 ကစားကြတာများတယ်အာ knight of 6 stainless variation ပေါ့နော်ဒါလေးကစားကြလည်းရှိရပေါ့ အဲ့တော့ဒီမှာတော့အာဂျွန်ကတော့ native 6ကိုပဲရွေးချယ်ခဲ့တယ်ဗောနော် native 6အဲ့တော့ကျွန်တော်ဒီမှာထပ်ပြီးတော့ကြည့်မယ်ဆိုရင် native 6မှာ ကရိုနာက E5 တက်တယ် E5 မှာ NRF D7 ဒီ NRF D7 ရဲ့ရည်ရွယ်ချက်ကတော့ကျွန်တော်ဒီမှာအဲ C5 တက်မယ်ပေါ့နော်နောက်လည်းကျန် C5 တက်ပြီးတော့ဒီ D4 square ကိုပြန်ပြီးတော့ခြေဖြတ်မယ်ဘို့ခြေဖြတ်မယ်ဆိုတဲ့ idea လေးပေါ့အဲပုံမှန်ဆိုတော့ကျွန်တော်ဒီနေရာမှာအဖြူကနေပြီးတော့ F4 တွေ Bishop D3 တွေစသဖြင့်ဒါမျိုးလေးတွေကစားကြတယ်ပေါ့နော်အဲ Nice E2 ဆိုပြီးတော့ကစားပွဲထဲမှာတော့ကရိုနာကကစားခဲ့တယ်ဒီလိုမျိုးအော်ကစားတာကတော့ကျွန်တော် Quick Cash နဲ့ Quick Cash လည်းကစားခဲ့ဘူးလေပေါ့နော်ဒီ Dean နဲ့တွေ့တော့ အနက်စီအီးလို့ဆိုပြီးကစားခဲ့ဘူးတဲ့ပေါ့โอเคတော့ကျွန်တော်ဒီမှာထပ်ကြည့်မယ်ဆိုလို့ဆိုရင်အဲကရိုနာကနေပြီးတော့ C5 sorry အဂျွန်ကနေပြီးတော့ C5 ဖြစ်တဲ့ဒါစင်တာကိုခြေဖြတ်တယ်အဲ့တော့ကရိုနာကလည်း C3 နဲ့ပြန်ပြီးတော့ဒီဘဟိုကိုပြန်ပြီးတော့အဲတောင့်ထားတယ်ပေါ့အဲ့တော့ Nice C6 Nice C6 မှာဒီမှာလည်းကျွန်တော်တို့အဖြူကနေပြီးတော့ဘလို့ idea နဲ့ကစားလို့ရလဲဆိုရင်ကျွန်တော်တို့ F4 တွေအာ net F3 တွေကဒါတွေကကျွန်တော် main move တွေပေါ့နော် F4 ရင်တက်မယ်ပြီးရင် net F3 လိုက်မယ်စသဖြင့်ဒီလိုပုံစံနဲ့လည်းကစားကြတယ်ဒီမှာတော့ ကရနာကတော့ remove လို့ပဲပြောလို့ရမှထင်တယ်အဲ့ဒါ remove ပေါ့နော်ကြာဒါလူရွှေ့နေတဲ့ h4 လေးပဲရွှေ့သွားပါတယ် h4 h4 မှာ h4 မှာကျွန်တော်ဒီမှာထပ်ကြည့်မယ်ဆိုလို့ရှိရင်အာအဂျွန်ကပါရွှေ့ခဲ့လဲဆိုလို့ရှိရင်အာဂျွန်က f6 ရွှေ့ခဲ့တယ် f6 ကတော့ဒါကတော့ဒီပေါ့နော်ဒီအဖြူရဲ့ bond structure ဒီဒါဘဟုမှာကောင်းနေတဲ့ space ကြီးရထားတယ်အဲ့ဒီ bond structure ကိုပြန်ပြီးတော့ f6 နဲ့ခြေဖြတ်တာပေါ့နော်အဲ့တော့ဒီမှာလဲ afford လို့ရနေသေးရေပေါ့နော် afford လို့ရတယ်ဒါပေမဲ့ corona ကတော့ဘာပဲရှိခဲ့လဲဆိုရင် net of 4လေးပဲခုံသွားတယ် net of 4ခုံပြီးတော့ဒီ isis ကပုံလေးကိုပြန်ပြီးတော့အာချိန်ထားတယ်ပေါ့ပြီးတော့အာနောက်တစ်ခုကကျတော့ဟိုအခွင့်အရေးတွေပါတယ်များရခဲ့လို့ဆိုရင် queen h5 တွေပါ check လို့ရတယ်ပေါ့နော် queen h5 check မှာ g6 ပါ carlos knight g6 ပါစာပြန်ဆိုင်ဒီ route ကိုတွားဆလို့ရတဲ့အခိုက်အတန့်လေးတွေအဲ့လိုမျိုးလေးတွေလည်းအာရှိရေပေါ့ ဒါပေမဲ့ကျွန်တော်ဒီမှာကစားပွဲလေးထည့်ကြည့်မယ်ဆိုရင် CD4 စားတယ် CD4 မှာအာကျွန်တော်ဒီမှာထည့်ကြည့်မယ်ဆိုလို့ရှိရင်အာဒီမှာတော့ကျွန်တော်တို့ဒီနေထားမှာတော့ Queen H5 ချက်တာကမကောင်းဘူးပေါ့နော်ကစားပွဲထဲမှာတော့ကာရူနာက night day easy ဆိုပြီးတော့ easy ကပုံစားခဲ့တယ်။အဒီနေ့က queen h5 ချက်တာကတိတ်မကောင်းဘူး။ဘာလို့မကောင်းတာလဲဆိုတော့ကြောက်ပြပါတော့ queen h5 check ပြ။ queen h5 ချက်မှာဆိုရင် king e7 ချောင်းလို့ရတယ်။ king e7 ချောင်းတဲ့အချိန်မှာ knight g6 ချက်။ knight g6 ချက်မှာသူကစားမယ်။စားတဲ့အခါကျကျွန်တော် rook ကိုပြန်စားမယ်။အဲ့တော့လက်ရှိနေထားရတော့ဟို ဟိုအဖြူကအချင်းရောင်းရတယ်ဒါပေမဲ့ structure ရတော့အမေရပိုကောင်းတယ်ဗျာဒီမှာထပ်ပြီးတော့ကြည့်မယ်ဆိုရင်အမေရ DC3 ထပ်စားလို့ရတယ် BC3 ပြန်စားပေါ့ BC3 ပြန်စားပြန်နောက်မှာကျွန်တော်ဒီမှာ Queen A5 သွားပြီးတော့အာဒီ C3 ကို attacking ပေးလို့ရတယ်ဗောနော်ဒါတို့လေး attacking ပေးလို့ရတယ်ဒါဆိုလို့ရှိရင်ကျွန်တော်ဒီနေရာမှာဟိုဗောနော်အမေအဖြူကနေပြီးတော့ Bishop D2 တွေအာ Rook H3 တွေနဲ့ပြန်ပြီးတော့ K လို့တော့ရတယ်ဗောအဲဒီနေရာမှာ E8 F6 စားတယ် Knight A8 F6 စားတယ်လို့ဆိုရင် နေ့ရက်ဖြစ်ပြန်စားလိုက်လို့ဆိုရင်ဒါပို့ပြောရမယ်ဆိုလို့ဆိုရင်ဗျာဟိုအမဲကအချင်းပေးလိုက်တယ်ဒါပေမဲ့ဟိုကစားကွက်ကပို့ပြီးတော့အမဲကပိုကောင်းတယ် queen ကဗျာ h8 မှာရောက်နေတယ်ဒါပေမဲ့သူ့မှာလောက်ကွက်ထပ်ပြီးတော့မရှိဘူးနောက်ထပ်လိုက်လာမယ်ကစားကောင်းလည်းမရှိဘူးအဲတော့ဒီမှာအမဲ idea ဆိုလို့ရှိရင် king of 7သွားပြီးတော့အဲအဲ့နောက်မှာကျွန်တော်တို့ bishop ဒီဒီ bishop လည်းထွက်ချင်းထွက်မယ်ပြီးရင်ကျွန်တော် e5 တွေပါထပ်တက်လာလို့ရတယ်ဒါဆိုလို့ရှိရင်ကျွန်တော်နေထားရတော့အဲဒါက အဲအမဲကပို့ပြီးကောင်းတယ်ပေါ့နော်အဲ့တော့ကြောင့်ဟိုပြောရမယ်ဆိုလို့ဆိုရင်ကျွန်တော်ဒီနေရာမှာ Greenish Five check တာကမကောင်းဘူးပေါ့အဲ့တော့ကျွန်တော်ဒီမှာကစားပွဲထဲမှာတော့ Corona ကအဲ net hit easy ပဲစားခဲ့တယ်ပေါ့နော် easy ကပုံလေးပဲစားခဲ့တယ်အဲ့တော့ကျွန်တော်ဒီမှာ easy ကပုံစားပြီးတော့ဒီ queen ကိုချိန်ထားတယ်ဒီနေရာမှာအမဲတော့အကောင်းဆုံးရွှေကွက်ကတော့ queen b6 ပဲပေါ့နော်အာဂျွန်ကလည်း queen b6 ပဲရွှေ့ခဲ့ပါတယ်အဲ့တော့ queen b6 မှာကျွန်တော်တို့ဒီနေရာမှာပေါ့နော်အဖြူကနေပြီးတော့ night hit effect တမ်းပြီးတော့ bash out သာတာဒီနေရာမှာတိတ်တော့မကောင်းသေးဘူးပေါ့။ဘာကြောင့်လဲဆိုတော့ night fx စားလိုက်မယ်ဆိုရင်ဗျာတော့ဘာလို့လဲရဆိုရင် night e5 ဆိုပြီးစားလိုက်လို့ရတယ်။ဒါဆိုဒီဆန္ဒပုံလေးသလုံးထွက်ပြီးတော့အဲရသွားမယ်ပြီးတော့နောက်တစ်ခါကျဒီ fx မှာရှိတဲ့ night ကဘဲမှာပြန်ထွက်လို့မရအောင်အချိန်မေးပြန်စားလို့ရတယ်ဖြစ်တဲ့အတွက်ကြောင့်နောက်မှပြန်စားမယ်ပေါ့။ဒါဆိုလည်းဒီနေသားကအမဲတပ်ပို့ပြီးတော့အဆင်ပြေရပေါ့။ night f3 ထပ်မယ်ဆိုလည်း bash g4 ပဲထပ်ပြီးတော့ပင်လိုက်လို့ရတယ်ပေါ့နော်။ဒါကအမဲကနေပို့ပြီးတော့ကောင်းပါတယ်နေသားရ။အမဲကနေကစားပြောတယ်ပေါ့နော်။ โอเคဟုတ်ပြီကျွန်တော်ကစားပွဲလေးပဲကြည့်မယ်ကစားပွဲထဲမှာလဲ Queen B6 ဆိုတဲ့အချိန်မှာ Corona ကဘာပဲရွှေ့ခဲ့လဲဆိုရင်အကျွန်တော် Queen B3 ပဲရွှေ့ခဲ့လဲပေါ့အဲ Queen B3 မှာအဲတို့ဒီအာဂျွန်ကနေပြီးတော့ဒီဒိတ် C3 စားတယ် B ဒိတ် C3 ပြန်စားအဲ့တော့ဘီဒီမှာကစားပွဲထဲမှာတော့ Corona က B ဒိတ် C3 ပြန်စားရတယ်ပေါ့အကဲ B ဒိတ် C3 မစားဘဲနဲ့ပြောကျွန်တော်ဒီအနေထားအောင်မြင်အောင်ကြည့်လိုက်ဟို Queen Queen ချင်းစားပြီးတော့ Knight C7 ခွာခွက်လို့လို့ဆိုရင်ရောဒါအဖြူအတွက်အဆင်ပြေလားပေါ့ဒါလေးလည်းကျွန်တော်တစ်ချက်စဉ်းစားကြရပါမယ် ဟုတ်နော်အဲကျွန်တော်ဒီမှာ queen queen ချင်းစားလိုက်မယ်ဗျာ queen queen ချင်းစားမယ်ဆိုတော့9နဲ့ပြန်စားမယ်9နဲ့ပြန်စားတဲ့အခါကျတော့9 C7 နဲ့ check မယ်ခွာခွာလုပ်မယ်ဆိုရင် king of 7လေးရှောင်းမယ် okay knight 8 a8 သွားမယ်ဆိုလို့ရှိရင်ဒီနေရာမှာအမဲကနေပြီးတော့ဒီ knight a8 ကိုပြန်မစားဘဲနဲ့ bishop b4 လေးထွက်လာလဲလေးရတယ်အဲဆိုလို့ကျွန်တော်ကကျွန်တော်ဒီနေရာမှာဗျာသူ knight 8 b6 စပါထပ်ပြီးတော့စားလို့မရဘူးအဲ့လိုစားလိုက်လို့ရှိရင်ဒီမှာ discover check လုပ်လိုက်လို့ရတယ်ပြီးတော့ဆိုရင်ယထာစားပြီးတော့ promotion ဝင်လာလို့ရှိရင်ဒါအဖြူကရှောင်းသွားမှာဖြစ်တယ်အဲဒီလိုမျိုး အလုပ်လို့မရဘူးเนาะအဲ့ကဲဒီနေရာမှာပေါ့ဗျာအဲ bishop b4 ထွက်လာတဲ့အချိန်မှာ night date night မစားဘဲနဲ့အဲ king d1 အရင်ဗျာအရင်ရှောင်းထားလိုက်မယ် discover check ကိုရှောင်းထားမယ်ဆိုရင်ဆိုရင်လည်းပဲအဆင်ပြေလားဆိုတော့ဒီနေရာမှာဆိုရင်လည်းအမဲက night a4 လေးလာလိုက်လို့ရတယ်ဒီ a8 က night ကိုမစားဘဲနဲ့ဗျာဟိုဘယ်လိုပြောမလဲ ဟိုထပ်ပြီးတော့တိုက်စစ်ပေးကြည့်မယ်ဟိုအေကနိုက်ကိုစားလိုက်မယ်ဆိုရင်ကြတော့ကစားကောင်တွေကအနောက်ကိုလည်းရောက်သွားမယ်အဲနည်းနည်းလေးပတ်စစ်လည်းဖြစ်သွားမယ်ပေါ့ဒီမှာကြတော့ဒီနိုက်ကို free ပေးထားတာကပြန်ပြီးလွှတ်ပေးထားတာဒီဘာကြောင့်လဲဆိုလို့ဆိုရင်ဥမာဖြင့်နိုက်67ထွက်မယ်ဆိုရင်ကျွန်တော် B2 စားလိုက်လို့ရတယ်ဒါဆိုလည်းဒီမှာတကောင်ကိုပေးထားတဲ့ကောင်ပြန်ရတယ်ပေါ့နော်ဒီမှာပြန်စားလိုက်လို့ရတယ် check ဆိုရင်ကင်းပြန်ချောင်းရင်နိုက် A4 ပြန်ချောင်းပေါ့ဒါကကျွန်တော်တို့အမဲရတာပါတယ် okay အဲ့တော့ကြောင့်ကျွန်တော်တို့ပြန်ပြီးတော့ အဲပြန်ပြီးတော့ကြည့်ရမယ်ဆိုလို့ဆိုရင်ကျွန်တော်ဒီနေရာမှာကာရိုနာကအဲကွင်းကွင်းချင်းမစားဘူးပြီးတော့နိုင်တယ်လည်းမခွာခဲ့ဘူးပေါ့နော်အဲခွာလို့လည်းမရဘူးပေါ့ခွာလို့ဆိုရင်ဒါနှိမ့်နေပေါ့ဟုတ်ပြီအဲ့တော့ကျွန်တော်ကစားပွဲထဲမှာကာရိုနာကဘာပဲရွေးချယ်ခဲ့လဲဆိုရင် B D C 3ပဲရွေးချယ်ခဲ့တယ်အဲ့တော့အာဂျွန်ကဘာရွှေ့ခဲ့လဲဆိုရင်ကွင်း A5 ဒါကတော့ဒါကွင်းချင်းလဲတာကိုရှောင်းလိုက်တယ်ရှောင်းပြီးတော့အဲဒီ C7 ခွာခွက်ကိုလည်းပြန်ပြီးတော့ကယ်ထားတယ်အဲ့တော့ကျွန်တော်ဒီမှာထပ်ပြီးတော့ကြည့်မယ်ဆိုရင် EDFS ကာရိုနာကအရင်စားရတယ်ပေါ့နော်ဒီနေရာမှာ အဲ night day effect အရင်သွားစားမယ်ဆိုရင်လည်းပဲဘာမှမထူကြောင့်ဒီ e fight လေးပဲပြန်စားထားမှာခုနအတိုင်းပဲဒီ night ကပြန်ထွက်ပေါက်မရှိထွက်ပေါက်မရှိတဲ့ကြောင့်အချိန်မေးစားစားလို့ရတာဖြစ်တဲ့အတွက်ကြောင့်ဒီ e fight ကိုအရင်စားထားလို့ရတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီနေရာမှာကစားပွဲထဲမှာတော့ Caruana က e day effect ပဲအရင်စားခဲ့တယ်စားတော့သူ night day effect ပြန်စားခြင်းမှာ night day effect ပဲ short တော့လိုက်တော့လိုက်လိုက်တယ်ပေါ့အဲ့တော့ rune ပြန်စားတယ်ဟုတ်ပြီအဲ့တော့အဲတခုအနေထားရတော့အကုန်လုံးကဟိုဘယ်သူမှ တာအတာစီရထားခြင်းတော့မရှိဘူးဒါပေမဲ့ဟိုကာရိုနာကတော့ပေဘရှော့လို့ခေါ်တဲ့ဇွန်ဘီရှော့ကျန်ခဲ့တယ်အဲ့တော့ဒီလိုမျိုး open position မှာဆိုရင်တော့ဒီဇွန်ဘီရှော့ကတော့ပို့ပြီးတော့လောက်ကွက်တော့ပို့ပြီးတော့များရတယ်ပေါ့အဲ့တော့ကျွန်တော်ကစားပွဲထက်ကြည့်မယ်ဆိုရင်ကာရိုနာကမရှိခဲ့လဲဆိုရင်ဘီရှော့ B5 အဲဘီရှော့လေးထွက်ပြီးတော့အဲ night လေးကိုပြန်ပြီးပင်ထားတယ်ဟုတ်ပြီအဲ့တော့သူရဲ့ plan ကတော့ဗျာ night e night f3 တွေပါထွက်မယ်ပြီး gasoline လောက်လိုက်လို့ရှိရင်ဒါ gain ကလည်းဟိုပို့ပြီးတော့ safe ဖြစ်သွားမယ်ပေါ့နော် ဒါဆိုရင်သူတို့ယထားလဲကစားပွဲတွေရောက်လာမယ်ဂိမ်းလက်ဆစ်ဖြစ်တာမှဆိုရင်ကိုရိုနာအတွက်အဆင်ပြေတယ်ပေါ့အဲ့တော့ဒီနေရာမှာအာဂျွန်ကဘာထွက်ခဲ့လဲဆိုရင်အကျွန်းကဒီနေရာမှာပြချက် D7 ဒီပါတွေရွှေ့လေရတော့ရတယ်ဒါပေမဲ့အကျွန်းကလည်း aggressive ဆက်ဆံပဲ naive ပဲရွှေ့တယ် naive ကတော့ဒါလည်းမဆိုးဘူးကောင်းတယ်။ဘာကြောင့်လဲဆိုရင်ဒီမှာ naive ဒီ C3 pawn weak pawn တစ်ခုဖြစ်တဲ့ C3 pawn နဲ့တိုက်ခိုက်ထားတယ်ပြီးတော့ F2 pawn လည်းထပ်ပြီးတော့ဒီမှာတိုက်ခိုက်ထားတယ်ပေါ့နော်အဲ့တော့အာ ကာရိုနာကတော့ဘာပဲရွေးချယ်ခဲ့လဲဆိုရင် NRF3 ပဲရွေးချယ်ခဲ့တယ် C3 ပုံးလေးပြန်ပြီးတော့ပေးလိုက်တယ်ပေါ့အဲ့ဒါ Quintet C3 ချက်လဲတယ်လဲတယ်ပေါ့အဲ့တော့ပုံးလေးတစ်လုံးပြန်ပြီးတော့ရထားတယ် Bishop ကိုလည်းပြန်ချိန်ထားတယ်အဲ့တော့ကြောက်တယ်မှထပ်ကြည့်မယ်ဆိုလို့ရှိရင် A4 တက်တယ် A4 မှာကာရိုနာကာရိုနာ A4 တက်လိုက်တဲ့ချိန်မှာ Arjun ကဘာရွေးခဲ့လဲဆိုရင် A6 နဲ့ပဲ Bishop လေးကိုပြန်ပြီးတော့မောင်းတယ်အဲ့ Bishop လေးပြန်မောင်းတဲ့ချိန်မှာဒီနေရာမှာဒီနေရာမှာကာရိုနာအနေနဲ့ပေါ့နော်အာဒီလိုမျိုးဘာလို့လဲ Bishop D3 တွေပါတွေပြန်ဆောင်ထားပြီးတော့အဲသူရဲ့ zombie shot ကိုထိန်းထိန်းထားကျင်တယ်ဆိုလို့ထိန်းထိန်းထားလို့တော့ရတယ်။ဒါပေမဲ့ဒီနေရာမှာတော့ပို့ပြီးတော့အကောင်းဆုံး shot ကတော့အဲ bishop rc ပဲကောင်းပါတယ်။အဲစားမယ်ပြန်စားမယ်ပေါ့နော်ပြီးတော့ဒီမှာအဲ bishop g bishop b2 ပဲသွားတယ်ပေါ့။ bishop b2 သွားအချိန်မှာ knight ကိုပြန်မောင်းထားတော့ knight e4 ပြန်သွားတယ်။နိုင်ဖို့သွားတယ်မှာကျတော့ဒီနေရာမှာကက်စလင်းမဲတန်းလို့တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ကျဒီနေရာမှာ bishop g7 သွားစားလို့မကောင်းနေဘူး။သွားစားရဲ rook g8 နဲ့ဆိုရင် bishop ပြန်ဆောင်လို့ဆိုရင် g2 ပုံးကြီးပြန်ပေးရမှာ။အဲဒါက အဲတိတ်မကောင်းအဲ့တော့ကျွန်တော်ဒီနေရာမှာဘာပဲလုပ်လိုက်လဲဆိုလို့ရှိရင် gasoline ပဲအရင်လုထားလိုက်တယ်ပေါ့နော်ကာရိုနာကအဲ့တော့အဲအနေထားအစိမ့်ဝင်စားဖို့ကောင်းတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဟိုလက်ရှိမှာဆိုလို့ရှိရင်ဟိုကာရိုနာက development လည်းဆောင်သွားပြီး skin safety လည်းရသွားပြီအဲဒါပေမဲ့အာဂျွန်ကလည်းသူ့ရဲ့ဒီ Nike E4 မှာရှိနေတာကအဲဒါကောင်းတဲ့နေရာမှာရှိနေတယ်။နောက်တစ်ခုကကြတော့ဒီ CD connected passport လေးကလည်းဒါတစ်ချိန်ချိန်မှာ rank နေမြင့်လာပြီဆိုလို့ရှိရင်တော့ တော်တော်လေးကိုကာရိုနာကိုဒုက္ခပေးနိုင်တဲ့ပုံနေဖြစ်ပါတယ်။လက်ရှိကတော့ rank နေနေတော့ဘာမှပြဿနာမရှိသေးဘူးပေါ့နော်။ဟုတ်ပြီ။ကျွန်တော်ဒီမှာထပ်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်အဲ C5 တက်တယ်။အာဂျွန်ကဒီမှာ C5 ထက်တက်တယ်။အဲဒါလည်းဒါတဘာဝကြတဲ့ရွှေကွက်ပဲ။သူကတော့ G7 ပုံနေတော့ပြန်ပြီးမကယ်ထားဘူးပေါ့နော်။အဲ့တော့ကျွန်တော်ဒီမှာထပ်ကြည့်မယ်ဆိုလို့ရှိရင်ဟိုဒီနေရာမှာကစားပွဲထဲမှာတော့ကာရိုနာက RF E1 ဆိုပြီးရွှေ့ခဲ့တယ်။အဲ့ကျွန်တော်ဒီမှာ G7 တက်စားလို့ဆိုရင်အောင်ဘာဖြစ်လဲပေါ့နော်။ G7 တက်စားလို့လေရလားဆိုတော့ ရတော့ရတယ်ပေါ့နော်ဘာမှမစားရေရုတ်ဂျီတွေပြန်သွားထားဆင်အဆင်ပြေပေါ့ဒါပေမဲ့အဲအဲ့လိုမျိုးပြန်ပြီးတော့ကာရိုနာကမပေးခြင်းကိုထင်ပါတယ်အဲ့ဒီကြောင့်ကာရိုနာဒီအာဒီ G7 ပုံးလေးကိုတော့မစားဘူးမစားဘဲနဲ့သူကဘာပဲလုပ်ခဲ့ဆဲ root root FE1 သူရဲ့ root တွေကို activate လုပ်တယ်ပေါ့နော် root တွေကိုကစားပွဲတွေဆွဲခေါ်လာတယ်ပေါ့ပြီးတော့ဒီမှာဒီ E4 မှာရှိတဲ့ night ကိုလည်းပင်ထားတယ်ပေါ့โอเคအဲ့တော့ကျွန်တော်ဒီမှာထပ်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင် Bishop F5 Bishop develop လုပ်တယ်အဲ့တော့ ကျွန်တော်ဒီမှာ rook ac1 ဆိုပြီးကရိုနာကရွှေ့တယ် rook ac1 ရဲ့ idea ကတော့ဒါရှင်းတယ်ပေါ့နော်ပေါ်တင်ဤပဲချိန်တာဒါဒီ c5 ကဘုံကိုအာစားမယ်ပေါ့နော်ဘာကြောင့်ဒီ knight က e4 မှာရှိတဲ့ knight ကပင်ထားတာဖြစ်တဲ့အတွက်ကြောင့်သူကပြန်စားလို့မရအောင်အဲ့ king d7 ဒါတော့အကောင်းဆုံးရှုပ်ကပါပဲဘာကြောင့်လဲဆိုတော့ဒီနေရာမှာ gasling ကမလို့တော့ဘူးပေါ့နော်အာဘာကြောင့်လဲဆိုတော့အာကျွန်တော်တို့ကစားကောင်တွေကလည်းအများကြီးမကြံတော့ဘူးကိုပြင်ကို checkmate ဖြစ်လာဖြစ် checkmate ဖြစ်လောက်တဲ့အထိချင်းချောင်းနိုင်တဲ့ကစားကောင်လည်းမရှိတော့တာဖြစ်တဲ့လို့ကြောင့်ကျွန်တော်ကက်စလင်းမလုပ်လဲဒါအဆင်ပြေရေပေါ့နော်အဲ့ကင်းကကင်းရဲ့လားရာသည်ဘယ်တော့သွားမှာလဲကင်း E7 ပင်ကင်း C6 ဆိုမဟုတ်ကင်း D6 မှာနေလိုက်မယ်ဗျာဒါဆိုလို့ရှိရင်ဒီမှာကင်းကအစတားမှာရှိတော့ညာလဲပဲအဆင်ပြေလားဆိုတော့ပြည်တယ်လို့ပြောရတယ်ကြာဒီတူချင်းမှာရှိတဲ့ပေါ့နှစ်ကောင်က cover လုပ်ပေးထားတယ်ပေါ့အဲ့တော့ဘာဖြစ်ရဲ့အဲ fine နေပေါ့နော် okay ဟုတ်ပြီအကြောင်းတော့ထက်ကြည့်မယ်ဆိုလို့ရှိရင်ကစားပွဲထဲမှာအဲ night e5 နဲ့ချက်တယ်ချက်တဲ့အခါမှာ king d6 လာတယ် king d6 မှာ ် after reading နဲ့မောင်းလိုက်တယ်ပေါ့ after reading မောင်းတဲ့အချိန်မှာအဂျွန်ကတော့ကစားပွဲထဲမှာဒီနေရာမှာ92ဆိုပြီးသွားခဲ့တယ်ပေါ့92မသွားဘဲနဲ့ကဲ96သွားပဲဆိုလဲသွားလို့တော့ရတယ်ပေါ့နော်96သွားလို့ဆိုရင်လည်းအဲဒီနေရာမှာအဖြူကနေပြီးတော့ G4 တွေပါထပ်ပြီးလိုက်လို့ရတယ်ဘီရှော့ E6 ဆိုရင်93ပေါ့ဒါတဖြစ်ဒီလိုဒီလိုမျိုးပုံစံနဲ့လည်းအဲကစားလို့တော့ရတယ်ပေါ့နော်ဒါပေမဲ့အဂျွန်ကတော့ အဲဒီနေရာမှာ knight d2 သွားခဲ့တယ် knight d2 သွားတဲ့ရည်ရွယ်ချက်ကတော့ knight b3 တွေပြန်ပြီးတော့သွားပြီးတော့ knight d4 တွေမှာများပြန်လှည့်ချင်တာဒါပေါ့ဒါပေမဲ့ knight d2 ရအရင်အရှိတ်ရောက်သွားတယ်တိတ်ပြီးတော့လောက်ကမရှိလို့တော့ကျွန်တော်မြင်တယ်ပေါ့နော်တိတ်မကောင်းလို့လည်းမြင်တယ်အဲ knight f6 ကပို့ပြီးတော့တဘာဝကြမယ်လို့တော့ထင်တယ် โอเคအောက်ဒါဆိုကျွန်တော်တို့မှာထပ်ပြီးကြည့်လိုက်မယ်ဗျာဒီနေရာမှာကာရိုနာကဘာရွှေ့လိုက်ဆို Nice CD1 အ sorry Rook CD1 ရွှေ့လိုက်တယ် Rook CD1 ရွှေ့တာကောင်းတယ်ဘာကြောင့်ကောင်းတာလဲဆိုဒီမှာဒီမှာ D5 မှာရှိတဲ့ D5 ကပုံးလေးကိုပင်ထားပြီးသားဖြစ်တယ်ဗောနော် Nice CD4 တွေပါရွှေ့လို့မရအောင် Nice CD4 ရွှေ့လိုက်ဆိုစားလိုက်လို့ဆိုရင်ပြန်ပြန်စားလို့မရဘူးဗောနော်အဒါမျိုးလေးဗောအဲ့တော့အဲ့တော့အကျွန်းကဘာပဲရွှေ့ရလဲဆိုရင် Night B3 ပဲရွှေ့ရတယ်။ Night B3 မှာကျွန်တော်ဒီမှာကစားပွဲထပ်ကြည့်မယ်ဆိုလို့ရှိရင်ဗျာဒီနေရာမှာ ကာရူဝနာကဘာရှိခဲ့လဲဆို G4 ရှိခဲ့တယ်ဒီချုပ်ဘက်ကမိုက်တယ်ဒီချုပ်ဘက်ကောင်းတယ်ဒီချုပ်ဘက်ကသူ့ရဲ့ best shot ကိုပြန်ပြီးတော့မောင်းထုတ်လိုက်တယ်ဒီညက best shot ကဘယ်သွားမလဲပေါ့နော်အဲစိတ်ဝင်စားဖို့ကောင်းတယ် best shot ကအမှန်တမ်းပြောမယ်ဆိုဒီညမှာ best shot မြန်မြဆဆတော့လို့မရအောင်အဲကစားပွဲထဲမှာတော့အာဂျွင်က best shot C8 ကိုသွားခဲ့တယ်ပေါ့နော်အဲဒါဆိုတခြား shot တွေကိုဘာလို့မသွားရလဲဥပမာဖြစ်ပြ best shot E6 တို့ best shot D7 တို့ best shot C2 တို့စသဖြင့်ပေါ့ဒါဘာလို့မသွားခဲ့တာလဲပေါ့ဘာလို့လဲသွားခဲ့ဆိုရှင်းတယ်သွားဘယ်ဘယ်သွားတော့မကောင်းရှုံးပါ ညာရှုံးဖို့များတယ်ပေါ့နော်အဲ့ကျွန်တော်တခုချင်းပြမယ်အဲ့အရင်ဆုံးကျွန်တော်တို့ဘာကိုကြည့်မလဲဆိုလို့ရှိရင်အာဘစ်ရှော့ ESIS ကိုကြည့်ရပါဗျ။ Special ESIS သွားလို့ဆိုရင်ကျွန်တော်ဒီမှာ Nice C4 နဲ့ချက်လိုက်လို့ရတယ်ဗျ။ Nice C4 နဲ့ချက်လိုက်တဲ့အခါမှာ King ရရှောင်းလို့မြောက် King ရှောင်းလို့ဒီ Rook ESIS ဆိုပြီးဆက်လိုက်လို့ရတယ်။ King ကယ်ထားမယ်ဆိုလို့ဆိုရင်လည်းပဲ Knight B စနဲ့ခွာလိုက်လို့ဆိုရင်ဒီမှာ Exchange ပေးရပြီးတော့ဒါရှုံးမှာပဲပေါ့နော်။ဒါဆိုရင်အမေရရှုံးအောင်အကျွန်ရှုံးအောင်ပဲပေါ့။အဲ့တော့ Bishop ESIS ကသွားလို့မရအောင်။ Bishop ESIS သွားလို့မရအောင်ဆိုတော့ Bishop C2 သွားမယ်ဆိုရင်ရောအဆင်ပြေလားပေါ့။ Bishop C2 သွားမယ်ဆိုလည်းတကယ်တော့အဆင်မပြေဘူးပေါ့နော်။ Bishop C2 ဆိုလည်း Nice C4 နဲ့ချက်မှာပဲ။ Nice C4 နဲ့ချက်တဲ့အချိန်မှာ King က C6 ကိုသွားမယ်ဆိုရင် root descent လိုက်ချက်လို့ရတယ်ဗျာ root descent ချက်မှာ king d7 သွားမယ်ဆိုလို့ရှိရင် root descent ချက် root descent ချက်တဲ့ချိန်မှာ root descent ချက်တဲ့မှာ king ကအာကျွန်တော်တို့ e1 e7 သွားမယ်ဆိုရင် root e1 နဲ့ချက်လိုက်ချက်လို့ရတယ် king က c7 သွားမယ်ဆိုလို့ရှိရင်ကျွန်တော် rook နဲ့ဒီအောက်က rook နဲ့ထပ်စားလိုက်လို့ရတယ်ဒါကအများကြီးဒါ white ဒါရှုံးမှာပဲပေါ့နော်ဒါအာဂျွန်ကရှုံးမှာပဲဒီအနေထားအဲ့တော့ဒါလည်းမကောင်းအဲ့တော့ bishop c2 လည်းမကောင်းဘူးအဲ့တော့ကျွန်တော်ထပ်ပြီးတော့ဗာဂျန်သေးလဲဆိုလို့ရှိရင် bishop D7 ကြံနေရ။ Bishop D7 နဲ့တကယ်တော့မကောင်းဘူးဗောန။ Bishop D7 ဆိုလည်းအဲကြောဒီမှာအာ Nice C4 နဲ့ချက်လဲရတယ်။တခါတည်းတန်းစားလဲရတော့ရတယ်ဗော။ Nice C4 နဲ့ချက်ဗျာ။ Nice C4 နဲ့ချက် King ကအာ C6 လာမယ်ဆိုရင် Nice E5 နဲ့ပြန်ချက်ပြီး King D6 လာပြီးစားလိုက်ဗော။ Nice D7 ပြန်စားပြီး Rotate D5 စားလိုက်ဗော။ဒါလည်းအဖြူကတားတယ်ဗော။အဲယထားတွေကလည်း open file နေမှာနေရာရထားတယ်။ make sure ကလည်းဒါ open position ဖြစ်တဲ့အတွက်ကြောင့်ဒီနေရာမှာ night ထပ်ပို့ပြီးတော့အာကောင်းတယ်လို့ပဲသုံးသပ်ရမှာပေါ့။ okay ဟုတ်ပြီ။အဲ့တော့ကျွန်တော်တို့ဒီမှာကစားပွဲပြန်ကြည့်မယ်ဆိုရင်ဒီနေရာမှာ G4 မှာဘာကြောင့်အာဂျွန်က CA ကို make sure CA ကိုပြန်ပတ်တာလဲဆိုရင်အာတီလာပြီထင်တယ်ပေါ့နော်အဲဘေရှော့စီအေးပဲသွားရပေါ့ကစားပွဲထဲမှာဘေရှော့ကတခြားနေရာတွေသွားလို့မကောင်းဘူးပေါ့အဲ့တော့ကျွန်တော်ဒီမှာထပ်ကြည့်မယ်ဆိုရင်ဘေရှော့စီအေးသွားရတယ်ဘေရှော့စီအေးမှာ 9C4 နဲ့ချက်တယ်အဲချက်တဲ့အခါမှာသူ King C6 လာတယ် King C6 မှာ ဒါ bishop g7 စားတယ်အဲဒါလည်းကောင်းတယ်ပေါ့နော်အဲ့ဒါကျတော့ဒါကျတော့အနာဂတ်မှာဟိုအဖြူကအများကြီးမျောလင်းတော့ရသွားပြီ။ဘာကြလဲဒီ king side ball မှာဗျာဟို3-1ဖြစ်သွားပြီပေါ့ဗျာဒီမှာ pawn တွေအပြင်ကြီးမဲ့ဆို3-1ဖြစ်သွားပြီ။3-1ဆိုတာကဒါအကောင့်တွေလဲပြီးသွားလို့ဆိုရင်ဒါ pawn break တွေပါတော့လို့ရတယ်ပေါ့နော်။အဲ့တော့ဒါအများကြီးကောင်းသွားပြီပေါ့။အဲ့တော့ကျွန်တော်ဒီနေရာမှာအမဲက ဟိုကစားပွဲထဲမှာတော့အာဂျွန်ကအချင်းပေးလိုက်တယ်ပေါ့နော် DC4 ဆိုပြီးတော့နိုင်ဂျီကိုစားလိုက်တယ်ပေါ့ဒီလိုမျိုးအချင်းပေးလိုက်တယ်အဲအမန်တကယ်တော့ဒီနေရာမှာ Richie ကပို့ပြီးတော့ကောင်းတယ်ပေါ့နော်အဲမှာ Rap 7တော့ရွှေ့လို့မရဘူး Rap 7ရွှေ့နိုင်ဂျီ5နဲ့ခွာလို့ရတယ်ပေါ့နိုင်ဂျီ5နဲ့ခွာလို့ဆိုရင်ရှုံးတယ် ဲ့လိုပဲ F3 ပုံးလိုက်ပြန်စားလို့မရ F3 ပုံးလာစားလို့ဆင်လဲနာ E5 နဲ့ခွာလိုက်လို့ဆင်ရှုံးတယ်ပေါ့အဲ့တော့ဒီနေရာမှာအကောင်းဆုံးကတော့ကျွန်တော်မြင်တော့ Ridge G ကအကောင်းဆုံးပဲပေါ့နော် Ridge G ပါဆိုလို့ဆင်ဟိုနာ E5 နဲ့ချက်ပေါ့နာ E5 ချက်ကင်းစီ7ဒါကဟိုဘိုင်ဖြစ်ဖြစ်ကစားလို့ရနေသေးတယ်လို့တော့မြင်တယ်ပေါ့အဲ့တော့ကစားပွဲကိုပဲကြည့်ပါကစားပွဲထဲမှာတော့အာဂျွန်ကဘာပဲရွှေ့ခဲ့လဲဆိုရင်ဒီတိတ်စီဖို့ဆိုပြီးတော့စားခဲ့တယ်ဒီကတော့ ဘလန်ဒါလို့ပြောလို့ရတယ်ပေါ့နော်ဒါကသူ့ကိုနှိမ်ယွမ်းရတယ်ပေါ့ဒါသူကတော့ exchange ပေးလိုက်တယ်သူ့ရဲ့မျှော်လင့်ချက်ဒီဒီပေါ်နာကောင်နဲ့သူပြန်ပြီးတော့အာ promotion ဘာညာအဲ try မယ်ပေါ့နော်အဲ့လိုမျိုးလေးကြိုးစားမယ်ပေါ့အဲ့တော့ဒီမှာထပ်ကြည့်မယ်ဆိုလို့ရှင် Bishop Affe စားတယ်အဲ exchange ပြလိုက်တာပေါ့ exchange ပြလိုက်တဲ့ခါကျ Bishop Affe မှာဆို94ပြန်သွား94သွားတဲ့အချိန်မှာအာဒီ F3 ကိုစားပြီးတော့ခွာခွာလုံးမယ်ပေါ့အဲ့ဒီမှာအရန်ကောင်းတဲ့ရှုပ်ခွက်တစ်ခုရှိရဲအဲ့ဒါကတော့ Rook E8 Corona ရှုပ်သွားပါတယ် ရီရိတ်မှာဒီမှာ C8 မှာရှိတဲ့ bishop ကိုပင်ထားတယ်အဲ့တော့အဂျွင်းကဘာဆက်ရှိတယ်ဆို C3 တို့ရဲ့ပွန်းကိုသူထပ်ပြီးတော့အရှိတက်တယ်ပေါ့နော် C3 တက်ချိန်မှာ rook C1 နဲ့ထိန်းတယ်အဲဘေရှော့လာတယ်ပေါ့ရုစီဝါနဲ့ထိုင်တဲ့အချိန်မှာကျတော့ဒီမှာခွာလို့မရသေးဘူးပေါ့နော်ခွာလို့လဲဆိုတော့ရုကနဲ့ထိန်းတာဖြစ်တော့ကြောင့်ခွာလို့မရအောင်အဲ့တော့ဘေရှော့ B7 လာတယ်ဘေရှော့ B7 လာတဲ့အချိန်မှာ root 8 A စားတယ် root 8 A စားတဲ့အချိန်မှာ knight E2 နဲ့ခွာတယ်ပေါ့ knight E2 နဲ့ခွာတယ်ပြန်လာတယ်အဲ့တော့ root ကိုပြန်စားတယ်အဲ့တော့ ် root က hanging ဖြစ်နေရအဲ့တော့ root ကိုပြန်ချောင်းမယ် root d8 ပေါ့ root d8 မှာ b2 တက်တယ်အဲ b2 တက်တဲ့အချိန်မှာကျတော့ဒီနေရာမှာ root d2 တွေဘာနဲ့လာပြီးတော့စားမယ်ဆိုပြီးချိန်တော့မရဘူးเนาะ အာ ready to nest ဆားမဲ့ချိန်လို့ဆိုရင် night d3 နဲ့ချက်ပြီးတော့အာ bomb promotion ဝင်သွားမယ်ဒါဆိုရင်အဖြူကရှုံးသွားမယ်ပေါ့အဲ့လိုလာလို့မရအောင်အဲ့ဒီနေရာမှာအမဲကအဖြူကလည်းဘာပဲလုပ်ကောင်းလဲ special exit ပေါ့နော် caruana ကလည်း special exit ပဲရွှေ့ခဲ့ပါတယ် special exit ရွှေ့တဲ့အချိန်မှာကျွန်တော်ဒီမှာထပ်ကြည့်မယ်ဆိုလို့ဆိုရင်အာ night d3 night b3 ပေါ့ night b3 ကတော့ဒါနောက်လက်ကျတော့ဆိုရင် promotion ဝင်မယ်ပေါ့နော်ဒါကစားကောင်တကောင်ပြန်ယူမယ်ဆိုတဲ့ idea လေးတော့ရှိတော့ရှိရပြီးတော့ ဒီနောက်ဆက်တွဲမှာပေါ်နေတာထပ်လိုက်လာမယ်ဆိုတော့ idea လည်းဒါအားချက်မှရှိရပါတော့ဟုတ်ပြီလေကျွန်တော်ကျွန်တော်ထပ်ပြီးတော့ကြည့်မယ်ဆိုတော့ဒီနေရာမှာ h fighter တဲ့ garuna ကလည်းဒီဘက်ကပေါ့နော်ဒီ queen side မှာအာဂျွန်ကပေါ်နေတော့ဆက် push တယ် promotion ဝန်ခံကြီးဖြစ်တဲ့အနေထားမှာအခုနကကျွန်တော်အချိန်မှပြောသလိုပဲ garuna ကလည်းဒီဘက် king side မှာ3-1ဖြစ်နေတယ်3-1ဖြစ်နေပြီတော့ကျွန်တော်သူဒီ break လုပ်လို့ရတယ်ပေါ့နော်ပေါ်နေကိုဖောက်ဖြုတ်ခွက် ပေါက်ထွက်လို့ရတယ်ပေါ့အဲ့တော့ကျွန်တော်ဒီမှာဆက်ကြည့်မယ်ဆို C4 တက်တယ် C4 မှာ Bishop F4 Bishop F4 ကတော့ကျန် G5 တက်မယ်ပေါ့နော်စားတဲ့ဖြင့်အဲ့ဒီမှာကျွန်တော် King C5 တက်တယ် King C5 မှာ Bishop နဲ့ချက်တယ်ချက်တဲ့အခါကျတော့ King ကတခါ B4 ထွက်လာတယ် King B4 မှာ G5 G5 မှာ C3 အဲ C3 မှာဟိုကာရူနာကဘာရှိလဲဆို G6 တက်တယ်ပေါ့နော်ဒါကတော့အာဒါ2-1ဖောက်လိုက်ပြီပေါ့နော်ဒီဘက်မှာအဲ့စားတယ်ပေါ့နော်စားတဲ့အခါမှာကျွန်တော်ဒီနေရာမှာပေါ့နော်ဒီနေရာမှာပြပြကျင်တာလေးရှိတယ် အဲ့ဒါဘာလဲဆိုတော့ဒီနေရာမှာအဖြူမှာရွေးချယ်ကြနှစ်ခုရှိတယ်အဲ H6 တက်တာရယ် H6 ကြီးစားတာကစားပွဲထဲမှာတော့ကာရူနာက H6 တက်သွားတယ်ပေါ့နော် H6 ပွန်ပြန်မစားပဲနဲ့ချော်သွားတာဘာကြောင့်မစားတာလဲပေါ့စားလို့လည်းမရအောင်စားလို့ဆိုရင်အဲ့ဒါပြန်ပြီးတော့ equal position ပြန်ဖြစ်သွားမှာ။ဘာလို့လဲဆိုတော့ကျွန်တော်ဒီမှာစားလိုက်မယ်ဆိုလို့ဆိုရင်အာကျွန်အနေနဲ့အမဲရနေပြီးတော့ဘာလို့လဲဆိုတော့ကျွန်တော်92ဆိုပြီးလောက်လိုက်လို့ရ92ဒီ92ရဲ့ UI ချက်ဒီဘာလို့မှကျွန်တော်လက်ကြောက်ဆိုရင်ဒီမှာ promotion ဝင်မဲ့ ာ square လေးကိုဂျားထဲနဲ့ပိတ်လိုက်ပိတ်ပြီးတော့နောက်ကျ promotion ဝင်မှာပေါ့အဲ့ဒါ rotate ဒီတူစားလို့တော့ရတယ် rotate ဒီတူစားမယ်ဆိုရင်လည်းဒီမှာ promotion ဝင်လို့မရဘူးဘာ promotion ဝင်ဒီက discover chat နဲ့ game ဆောင်လို့ဆိုရင်ဒီကောင်းကိုပြန်စားလို့ရတယ်ပေါ့ ဲ့တော့ promotion တော့ဝင်လို့မရအဲ့ rotate D2 စားလို့ဆိုရင်လည်းဘာမှဖြစ်ဘူးကျွန်တော်ဘာလို့ရဒီမှာပေါ်တော့ပြန်စားထားလိုက်လို့ရတယ်ပြန်စားရမယ် bishop D2 ပြီးရင် king A4 စားလိုက်လို့ဆိုရင်သူက king E3 တောင်းမယ်ဆိုလဲဒါအဒီကျွန်တော်တို့ဘာဖြစ်သွားပြီလဲဆိုတဲ့ဆိုရင်တရေဖြစ်သွားပြီဘာကြောင့်လဲဆိုတော့ဒီ promotion ဝင်မဲ့ square ဒီ light square ဖြစ်နေအဖြူအောင် square ဖြစ်အဖြူအောင် square ဖြစ်နေအောင်မှာသူက bishop နဲ့တရနေပြီး bishop D5 နဲ့တားထားလိုက်လို့ဆိုရင်ပြီးသွားပြီအဲဒီဘက်မှာလည်းဒီအမဲမှာလည်းဒီပေါင်းက pressure တစ်ခုရှိနေတယ်ဒီကောင်လည်းထပ်လိုက်လာမှာအဲ့ဒါတရေပဲ ဘာမှမျောလင်းလို့မရအောင်ပြီးတော့အယောင်မတူ bishop ဖြစ်နေကာလာကွဲ bishop ဖြစ်နေအဲ့တော့ဒါတည်ဖြစ်တာမှာအဲ့တော့ကြောင့်ကျွန်တော်ဒီနေရာမှာမလဲဆိုလို့ဆိုရင်ဟို htg ရှစ်ပြန်စားလို့မရဘူး h ရှစ်ပဲတက်တာတက်မှာပေါ့ h ရှစ်တက်တဲ့အခါကျတော့ဗျာအဲဒီ promotion ဝင်မဲ့ square ဒီအမဲအောင် square ဖြစ်သွားပြီဒီအမဲအောင် square ကို bishop ကဘလို့မှတားလို့မရအောင်အဲ့လိုပဲဒီ h7 နောက်လက်တက်မဲ့အဖြူအောင် square ကိုကြတော့လေ bishop ကတားနိုင်စွမ်းမရှိဘူးဒီနေရာမှာပွန်းရှိနေတယ်အဲ့တော့ရွေးရွေးချင်းချင်းလေးပဲ promotion ဝင်မဲ့ပွန်းတားလို့မရတော့ဘူးပေါ့ ဟုတ်ပဲအဲ့ H တက်တဲ့ချိန်မှာအာဂျွန်ကဒီနေရာမှာတော့ကျွန်တော်92လောက်လို့မရဘူးပေါ့နော်အမဲက92ကပြီးတော့ promotion ဝင်မယ်ဆိုပြီးလုပ်လို့မရဘူးဘာကြောင့်လဲဆိုတော့ rookie 2စားလိုက်လို့ရတယ် rookie 2စားလိုက်လို့ဆိုရင်သူကပြန်စားလို့ဆိုရင်လည်းရှုံးတယ်ပြန်မစားဘဲနဲ့ promotion ဝင်လို့ဆိုရင်လည်း discover chat လုပ်လိုက်လို့ဆိုရင်ဒီကိုင်းရပြန်ပေးရမှာဆိုစားလဲရှုံးတာပဲအဲ့တော့အဲ့တော့92ကကာလို့မရဘူးပေါ့နော်92ကာလို့မရတော့ကြောင့်ဒီနေရာမှာဘာပဲရှိလာလဲဆိုစီ1 promotion ဝင်တယ်အဲဘစ်ဆောင်နဲ့စားတယ်9နဲ့ပြန်စားတယ် န်းနဲ့ပြန်စားပြန်တော့မှကျွန်တော် Ruby 7 Ruby 8နဲ့ဒီ password လေးပေါ်ထပ်ပြီးတော့ပင်လိုက်တယ်ပေါ့အာဒါကတော့ Corona ကအနိုင်တကြတဲ့လမ်းရွေးချယ်သွားတယ်ပေါ့နော်အဲ့တော့ဒီမှာ93နဲ့ချက်တယ်ချက်တဲ့အခါချက်တဲ့အခါကျတော့အဲ king e3 သွားတဲ့ဒီညမှာလည်းအရှုံးပေးသွားပါတော့နော်အရှုံးကပေးလေပေးရမှာပဲပေါ့နော်မအားကြောင့်လဲဆိုတော့ကျော်ဒီညမှာအကေပြေးပေါ့နော်အာဒီဒါဒီဘာတက်လာလို့ဆိုရင်ဘာလို့လဲရကျွန်တော် root date b7 ချက်လို့ရတယ်အဲ king ကဘယ်ကိုရှောင်မလဲပေါ့နော်ကျွန်တော် king က A3 ပဲရှောင်အောင်ပါပဲเนาะဘယ်မှာရှောင်လဲမသိအောင်ကင်းကဒီမှာအဲဒါ C4 တွေပါရှောင်လို့ဆိုရင်လည်းကျွန်တော်ဒီမှာ Rusty 7နဲ့ထပ်ချလိုက်ရတယ် Rusty 7မှာ9နဲ့ကောက်လို့ဆိုရင်ကျွန်တော်ကင်းဒီ2လေးနဲ့ပိတ်လိုက်လို့ရတယ်ဒါဆိုဒီ promotion ဝင်မဲ့ကောင်ဝင်လို့မရတော့ပြီးသွားပြီပြီးဒီဘက်က pro ဒီဘက်က promotion ဝင်မဲ့ square ကြတော့လည်းဘယ်ကောင်မှ like မမီတော့အဲ့တော့ဘယ်လိုဖြစ်ဖြစ်ရှုံးမှဖြစ်တဲ့အကြောင်းအာဂျွန်ကဒီနေရာမှာကင်း E3 မှာပဲ resign လုပ်သွားတယ်အဆုံးပေးသွားတာပေါ့ မိုက်ပါတယ်သူတို့ကစားပွားပွဲတကယ်ကောင်းပါတယ်နှစ်ယောက်လုံးကစားတာကောင်းပါတယ်အာအာဂျွန်ကလည်းဟို aggressive ဆန်ဆန်ကစားတယ်ဒီပွဲမှာနှစ်ယောက်လုံးကဘာတွေ့ရလဲဆိုနှစ်ယောက်လုံးကတိုက်ရှစ်ကစားရပါတော့နှစ်ယောက်လုံးကဒီပွဲမှာဘယ်လောက်နိုင်ကျင်လဲဆိုတာကိုတွေ့ရတယ်အဲကရူရနာကတော့ပို့ပြီးအခွင့်အရေးရခဲ့တယ်ဟိုကျွန်တော်ဒီမှာအာဂျွန်ကလည်းဒီနားလေးမှာလွယ်လွယ်ဝပါတော့ကျွန်တော်ဒီမှာအချိန်ပေးလိုက်တဲ့ idea လေးနည်းနည်းလေးလွယ်ဝတယ်ပေါ့နော်အဖြစ်ကစားပွဲတော့မိုက်ပါဟုတ်ပါပြီဒီကစားပွဲလေးကတော့ဒီလောက်ပါပဲအားလုံးသဘောကျစိတ်နှစ်သက်လိုက်မယ်လို့ထင်ပါတယ် အဲ့တော့အာဒီကစားပွဲနဲ့ပတ်သက်ပြီးတော့သိချင်တာရှိလို့ဆိုရင်ကျွန်တော်ကိုကွန်မန့်မှာမေးမြန်းခဲ့လို့ရပါတယ်အာကျွန်တော်ရဲ့ဒီဗီဒီယိုကိုအစားဆုံးလာရောက်ကြည့်ရှုအားပေးကြတဲ့တက်ရှင်တိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ဆောင်မယ်အားလုံးပဲကျေးဇူးပါခင်ဗျာ